ကဲဆိုပြီးတဲ့စဉ်ကတော့ကလေးမွေးတွေကိစ္စတွေကိုဖြည့်ရှင်းလာပါပြီအခုဒီလို online ပေါ်မှာတော့မျိုးစုံသောကိစ္စတွေဖြစ်နေပေါ့လေအဲ့ဒါကတော့အဆိုပြုတဲ့စဉ်နဲ့ဟင်းဝရံကိစ္စပြလက်ထပ်တော့မယ်ဆိုတော့မျိုးစုံဝေဖန်ကနေရတယ်ဘူနီကဟင်းဝရံကအဆိုပြုတဲ့စဉ်ကိုလက်ထပ်ခွင့်တောင်းတယ်လက်ထပ်ခွင့်တောင်းတဲ့အခါမှာအများသူကယောက်ျားလေးတွေနော်ဒါဟိုကိုချိရတဲ့ကိုအရန်ဟိုမှာတမိုးထားတဲ့မျိုးသမီးကို လက်ထက်ခွေတောင်းတဲ့အခါမှာဒူးထောက်ကြတယ်ဒါပေမဲ့ဟေဝရံကဒူးထောက်ခြင်းမရှိဘူးဒါကသူ့မိကမိမတယောက်ကိုဒူးထောက်လို့မရဘူးမိမတယောက်ကိုဒူးထောက်လို့ရှင်ဘုံကန်နေတယ်မိမတယောက်ရဲ့ဥစုချင်းကိုတသက်လုံးခန်းစားရတယ်ခံရရင်ဆိုရင်အနီထားမျိုးကိုပေါ့လေဟေဝရံရဲ့အမိကဒါသူ့ရဲ့တဟောက်ကိုလုံးဝဒူးမထောက်ခိုင်းခဲတာဖြစ်တဲ့အတွက်ဟေဝရံကဒူးထောက်ခြင်းမရှိခဲ့တဲ့အကြောင်းသတင်းတွေတက်လာတယ်ပေါ့လေမမပွားရေးပေါ့နော်ဆိုတော့ထပ်ပြီးတော့လေ ဟိဝိယံနဲ့ဆိုပြီးသစင်တို့လက်ထပ်ပြီးသွားလို့ရှိရင်အခုဟိဝိယံမင်းတို့အဖေတို့ကတိမ်မောင်ကတောင်းတဲ့အင်ဂျီကိုစောက်ပေးထားရဲအဲ့ဒီမှနေမယ်ပေါ့အဲ့ဒီခါမှာဆိုပြီးသစင်အနေနဲ့နော်ဆိုပြီးသစင်မှာကအမေနဲ့ဖေရဲ့သူပဲရှိတာဟုတ်သူဒီတော့သမီးဆိုတော့နောက်ထပ်အမေနဲ့ဖေကိုစောင်းရှောင်းမဲ့သူလည်းမရှိဘူးဆိုတော့အဲ့ဒီအိမ်ကိုလည်းဟိုဆိုပြီးသစင်ကအမေနဲ့ဖေကိုလည်းဒါခေါ်ယူခွင့်မရှိဘူးဆိုရင်နေထိုင်မျိုးနဲ့ဟိုဘယ်လိုပြောမလဲနော်ဒါဟိဝိယံတို့က လုတ်တဲ့အကြောင်းပေါ့လေဒါဟင်းဝင်းရဲ့အမီရဲ့စီကန်ချက်ထုတ်လိုက်တဲ့အကြောင်းလည်းသတင်းတွေထွက်ပေါ်လာတယ်ဒီလိုကြားထဲမှာပဲဒါဆိုပြီးသစင်ရဲ့ဒါဟင်းဝင်းရဲ့နဲ့ခိုးပြီးတော့မွေးထားတဲ့ကလေးဆိုပြီးတော့ online ပုံမှာဖြန့်နှံ့နေပြန်နေပေါ့နော်ဒါတွေကဘလို့လဲတော့မသိပါဘူးနော်တော်တော်လေးကိုလေးစိတ်မကောင်းဘူးဆိုပြီးသစင်ကဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဒါဟိုလိုမျိုးအမေဖေကိုနော်သူတို့ရဲ့အင်းတဲ့မှာကိုလိုမရတဲ့အကြောင်းတွေတော့မဖြေရှင်းမဲ့နဲ့ဟိုလိုမျိုးကလေးမွေးတီတို့ဘာတို့နော်ဒါဟိုဟာတို့တရားတို့ကိုလုံးဝမှန်ကန်တဲ့သတင်းမဟုတ်ကြောင်းနဲ့ဒါသူတို့နှစ်ယောက်လက် ထက်ထအောင်ဟိုလက်မထက်ခင်မှာဘယ်လိုပြောမလဲမနာလှုပ်လို့ပေါ့လေဒါလက်ထပ်ပွဲကိုပြိုပြက်အောင်လှုပ်ဆောင်နေကြခြင်းသာဖြစ်ကြောင်းဒါဆိုပြီးဒီစဉ်ကတော့ဖြည့်ရှင်းသွားခဲ့တာကိုတွေ့ရပါတယ်เนาะ